UFC 3နှစ်3မှာဂျိုးရှူဝါဘန်ကအလက်ဇန်ဒရပန်တိုဂျန်ကို အနိုင်ရပြီးမြန်မာပြည်ပွားပထမအဦးဆုံး UFC ချန်ပီယံဖြစ်လာခဲ့ပါတယ်။အခုတော့ဂျိုးရှူဝါဘန်ရဲ့ချန်ပီယံခပတ်ကိုနောက်ထပ်ဘသူကစိန်ခေါ်မလဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ပထမဆုံးအလားအလာအများဆုံးကတော့ဂျိုးရှူဝါဘန်ကိုရှုံးနိမ့်ခဲ့တဲ့ချန်ပီယံဟောင်းအလက်ဇန်ဒရရဲ့ပန်တိုဂျန်ပဲဖြစ်မိလို့ဆိုရမှာပါ။ ဂျိုးရှုဝါဘန်နဲ့ထိုးတက်တဲ့ပွဲမှာမထင်မှတ်တဲ့ဖြစ်ပျက်ကြောင်း UFC ကလည်းနောက်တစ်ကြိမ်ပွဲပြန်တင်ပေးဖို့လက်ခံပြီးသားဆိုတဲ့သဘောလေးဖြစ်ပါတယ်။ဂျိုးရှုဝါဘန်ကိုရိုင်းကလည်းနောက်တစ်ကြိမ်ပွဲပြန်တင်ပေးဖို့ပြောဆိုထားပါတယ်။နောက်ထပ်အလားအလာရှိတဲ့သူကတော့ဂျပန်နိုင်ငံသားဖိုင်နာဒက်ဆူရိုတိုင်ယာလို့ဆိုရမှာပါ။ဒက်ဆူရိုတိုင်ယာဟာ professional 16ပွဲထိုးတက်ခဲ့ရာရှုံးပွဲမရှိသေးတဲ့စံချိန်တစ်ခုပိုင်ဆိုင်ထားသူပါ။တိုင်ယာဟာဂျိုးရှုဝါဘန်နဲ့ လက်ဇန်ဒရယ်ပန်ဒိုဂျန်တို့ထိုးတက်ခဲ့တဲ့ UFC 3နှစ်3မှာ UFC ချန်ပီယံဟောင်းဘရန်ဒန်မူရီနိုကိုအနိုင်ခဲ့တဲ့အတွက် ချန်ပီယံစင်ခေါ်ရန်ထိုက်တန်တဲ့သူမဟုတ်ရင်အနာဂတ်ချန်ပီယံလောင်းအဖြစ်စကားဝိုင်းထဲမှာပါလာပါတယ်။နောက်ထပ်နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ဂျပန်နိုင်ငံသားဖိုင်နာကတော့ဂျိုဂျီဟူရီကူချီနဲ့ဂိုင်းအဆကူရာတို့ပဲဖြစ်ပါတယ်။ ဟိုရီကူချီကနမဲကြီးအင်းအင်းအေးအဖွဲ့အစည်းများဖြစ်ကြတဲ့ Reason နဲ့ Binira တို့ရဲ့ Champion ဟောင်းဖြစ်ပြီးတိုက်ခိုက်ရေးမှာအတွေ့အကြုံလွန်များတဲ့ Final တဦးဖြစ်ပါတယ်။အရင်ကလည်း UFC မှာကျင်လည်ခဲ့ဘူးဖြစ်ပြီး Champion စင်ခေါ်ပွဲမှာဒါအရေးနှင်းခဲ့ရတာဖြစ်ပါတယ်။ ဟိုရီကူချီဟာမကြသေးမီက UFC ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးအဆင့်15ရှိပြီးတဲ့ရုရှားနိုင်ငံသားခါဘီနဲ့မာကာချက်တို့ကိုယ်တိုင်ကြီးကြပ်ပေးနေတဲ့တာကီယာဦးလာဘေဂောကိုလည်းချုပ်ကွက်ဖြင့်ပွဲသိမ်းနိုင်ရခဲ့ပါတယ်။နောက်ထပ်တယောက်ကတော့ချန်ပီယံဟောင်းဖြစ်တဲ့ Brandon Murino ပဲဖြစ်ပါတယ်။ Brandon Murino ဟာ Gibson Figueiredo နဲ့၃ချိန်မြောက်ထိုးတက်ပွဲမှာပြိုင်သက်တွေကိုအကောင်းဆုံးချော်ပြေးပေးနိုင်သူဖြစ်ခဲ့ပြီး ဂျိုးရှူဝါဘန်နဲ့ပွဲဖြစ်ရင်တော့ပရိသတ်ကိုအကောင်းဆုံးထပ်မံဖျော်ဖြေနိုင်မဲ့သူလည်းဖြစ်ပါတယ်။သို့တော်လည်းဘရန်ဒန်မူရီနိုပဲကတက်ဆူရိုတိုင်ယာကို UFC 3နှစ်3မှာရှုံးနိမ့်ခဲ့ရတဲ့အတွက်ချန်ပီယံစင်ခေါ်ဖို့အထီတော့အလားအလာနေနေပါတယ်။ UFC ရဲ့ဝဲစီစစ်သူတွေရဲ့အနေဖြင့်ဂျိုးရှူဝါဘန်ရဲ့ပထမဆုံးခပ်ပတ်ကပွဲဝဲကိုဘယ်သူနဲ့တီးပေးမလဲဆိုတာစတင်စဉ်းစားနေကြတော့မှသိကြနေပါတယ်။ ပန်တိုချန်နဲ့မကြေပွဲပေးတင်တာဖြစ်ပေမဲ့ပန်တိုချန်အနေနဲ့ပြန်လည်ထိုးသက်နိုင်ဖို့အချိန်တစ်ခုကြာနိုင်ပါတယ်။ရှုံးပွဲမရှိသေးတဲ့ဖိုင်နာတိုင်ယာနဲ့တင်ပေးနိုင်တယ်လို့ဂျိုဂျီဟိုရီဂူချီနဲ့ဖြစ်နိုင်ခြေရှိပါတယ်။အချင်းချုပ်အားဖြင့်ပြောရရင် UFC ကဒေထိုက်တန်နဲ့ဖိုင်နာနဲ့တင်ပေးနိုင်တယ်လို့တခါလေပရိသတ်အကြိုက်ကိုလည်းတင်ပေးတတ်ပါတယ်။ပြီးရင်ဂျပန်ဈေးကွက်ကိုထိုးဖောက်ဖို့အတွက်ဂျပန်နိုင်ငံသားချန်ပီယံဖြစ်စေချင်တာကြားလာပြီဆိုတော့ ဂျပန်တယောက်ယောက်နဲ့တင်ပေးဖို့ကနိုင်ကြီးအများဆုံးလို့ဆိုရမှာပါတစ်ဖက်မှာလည်းပန်တိုဂျန်နဲ့တင်ပေးဖို့အတွက်ပန်တိုဂျန်ပြန်လဲတက်တာတဲ့အထိ UFC ဘက်ကရောဂျိုးရှူဝါဘန်ဘက်ကပါ ထိုင်ဆောင်နေဖို့တော့အလားအလာနေနေတဲ့အတွက်လက်ရှိအထိုက်အတန့်ဆုံးနဲ့လူကြိုက်များဆုံးသူနဲ့တင်ပေးနိုင်ကြီးကအများဆုံးပဲဖြစ်ပါတယ်